ားလုံးတို့အသားလေးတော့ပါကျွန်တော်ရဲ့ APR Oracle မြန်မာ YouTube Channel လေးကနေညွှန်ပြစွာပြန်လေးချုပ်ဆိုလိုက်ပါတယ်ဒီနေ့မှာတော့ချက်ဖြူစိတ်ကံကိုကာကွယ်ဖို့အတွက်တရုတ်တက္ကစစ်ကောင်စီတပ်နဲ့ပူးပေါင်းပါဝင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဘာသာပြန်ဆောင်ပါသတင်းဖြစ်ပါတယ်ဟိုရင်ဆောင်ပါခြင်းကတော့ Superior Promise ဖြစ်ပါတယ် လက်ရှိဖြစ်ပွားနေတဲ့မြန်မာပြည်တွင်းစစ်မှားတရုတ်လုံခြုံရေးတပ်ဖွဲ့တွေပါဝင်ဆက်ဖက်လာတာဟာပထမဆုံးအကြိမ်လို့ဆိုရမှာဖြစ်ပါတယ်။သူတို့ဟာရောခိုင်ပြည်နယ်ကြောက်ဖြူရင်းနှီးစစ်ကဏ္ဍကမတေးကျွန်းမှာရှိတဲ့ရင်းနှီးချက်စစ်ရုံကိုကာကွယ်ဖို့မြန်မာစစ်ကောင်စီတပ်နဲ့ပူးပေါင်းနှာနေကြပါတယ်။ဒီရင်းနှီးချက်စစ်ရုံကိုအရကတ်တပ်တို့အေကလက်နက်ကြီးတွေနဲ့တိုက်ခိုက်နေတယ်လို့ယူဆရပါတယ်။ဒါပေမဲ့လုံခြုံရေးတပ်တွေဟာအရကတ်တပ်တွေနဲ့ထိတိုက်ရင်ဆိုင်တိုက်ပွဲဝင်နေသလားဆိုတာကတော့အထိတ်ကျမသိရသေးပါဘူး။ရခိုင်ဒေသခံတွေရဲ့ပြောပြချက်အရ အဆိုပါတရုတ်ဝန်ထမ်းတွေဟာမြန်မာစစ်တပ်ရဲ့ drone တိုက်ခိုက်မှုတွေမှာကူညီနေတယ်လို့သိရပါတယ်။ဒီသတင်းသာအမှန်ဆိုရင်တရုတ်လူချုံရေးအဖွဲ့မှာတာမန်ရှင်တပ်သားတွေသာမဟုတ်ဘဲအစစ်မြန်တိုက်ခိုက်နေပညာမှာသူကျန်းကျင်သူတွေလည်းပါဝင်နေပြီလို့ဆိုရမှာဖြစ်ပါတယ်။ပုတ်ကလစ်ကလူချုံရေးဝန်ဆောင်မှုဥပဒေကြီးခဲ့တဲ့ February လတုန်းကနိုင်ငံတော်စီမံအချုပ်ရေးကောင်စီ NASA ကလို့ခေါ်တဲ့စစ်ကောင်စီရဲ့တပ်ဟာပုတ်ကလစ်ကလူချုံရေးဝန်ဆောင်မှု ဥပဒေကိုပြဋ္ဌာန်းခဲ့ပါတယ်ဒီဥပဒေအရတရုတ်နိုင်ငံကလက်နက်ကင်လုံခြုံရေးဝန်ထမ်းတွေဟာတရုတ်အကျိုးစီးပွားတွေကိုကာကွယ်ဖို့မြန်မာနိုင်ငံမှာလာရောက်လုပ်ကိန်ခွင့်ရရှိခဲ့ကြတာပါဒီလိုလုံခြုံရေးဝန်ထမ်းအများစုဟာလက်ကျင့်ပြီးသားစစ်သားဟောင်းတွေဖြစ်တယ်လို့ယူဆရပါပဲဒီချက်ကတော့ဒီဒီရှာအသေးပြုတ်နိုင်ခြင်းမရှိသေးပါဘူးအမေရိကတပ်တော်ဟာ စစ်တပ်ရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာအမ်းမြို့အပါအဝင်ရခိုင်ပြည်နယ်ကမြို့နယ်16မြို့နယ်အနည်း14မြို့နယ်ကိုတိုင်းကျူနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်တိမ်မကြခင်ဖေဖော်ဝါရီလအတွင်းတရုတ်လုံခြုံရေးတပ်ဖွဲ့ရဲ့အများအပြားကို6ကျူမှဆီလက်ရှာထားခဲ့ပါတယ်။မြန်မာနိုင်ငံမှာမက်လ20ရှင်းတွေကပြင်ထန်တဲ့ငလျင်လုပ်ပြီးခဲ့တဲ့နောက်အရခတက်တို့ဟာလူသားချင်းစာနာထောက်ထားမှုအရ KCE လုပ်ငန်းတွေကိုအငြိဖို့ထုတ်စစ်တွေကိုရပ်တန့်ခဲ့ပါတယ် မြန်မာစစ်တပ်ဘက်ကလည်းအပြစ်ခံရစီရထတ်တိုးကြောင်ကျင်းညာခဲ့ပေမဲ့မေလနောက်ပိုင်းမှာတော့ရခိုင်ပြည်နယ်မှာတိုက်ပွဲတွေပြန်ဖြစ်လာခဲ့ပါတယ်။အေဘက်ကတရင်ရင်မြေတွေရေပြောကြချက်အရသူတို့ရဲ့တပ်ဖွဲ့ဝင်တွေဟာကြောက်ဖြူဖို့ပြင်းပြထန်ထန်ထိုးစစ်ဆင်နေကြပြီဖြစ်ပါတယ်။ကြောက်ဖြူမှာ ရုပ်ဟာယင်းနှစ်စိတ်ကံအပြင်ယင်းနှစ်တဲ့သဘောတဝင်ပိတ်လင်းကြီးတွေလည်းတိစောက်ထားပါတယ်ဒီပိတ်လင်းဟာတရုတ်မြန်မာစီးပွားရေးစင်ချမ်းရဲ့တစိတ်တပိုင်းဖြစ်ပြီးတရုတ်နိုင်ငံယူနန်ပြည်နယ်အထိရှောက်ပါတယ်အခုဆိုရင်ကြောက်ဖြူမြို့တောင်ပိုင်း9ကီလိုမီတာအကွာကြောက်ဖြူရံပြည်လမ်းပေါ်ကခြေရွာတရွာမှာကျင်းတန်တဲ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ် အေအေတပ်ဖွဲ့ဝင်တွေဟာအဲ့ဒီချွာနာကခြေတက်ရဲဌာနချုပ်ကိုတင်ယူခဲ့သလိုမြန်မာစစ်တပ်ရဲ့ဗိုလ်မှူးချုပ်တူဦးကိုလည်းအေရဲ့စနေပါလက်ရှင်နဲ့တေဆုံးစေခဲ့ပါတယ်။ယောနေကဟာတော့ဖြူအထူးစီပွားရေးဆောင် KPSC ဆက်မှာရင်းနှီးပြုနယ်မှုတွေအများကြီးပြုလုပ်ထားပါတယ်။ဒါကတရုတ်ရဲ့ပေါ်လန်မှာစီမံကိန်းရဲ့အစိတ်ပိတ်တစ်ခုလည်းဖြစ်ပါတယ်။တရုတ်ဟာရင်းနှီးစက္ကန့်ရင်းနှီးတင်ဖို့စက္ကန့်နဲ့တအားပေးစည်းရုံးတွေအပါအဝင် အခြေခံအဆောက်အုံတွေကိုအတိအကထားတည်ဆောက်နေတာပါ။ မြန်မာနိုင်ငံက Supermi Group နဲ့တရုတ်နိုင်ငံက Power Shinas Enterprise တို့ဟာ135မဂါဝတ်ထုတ်ဓာတ်ငွေ3ဒါဘေးစေယုံတစ်ခုကိုပူပေါင်းတည်ဆောက်နေကြပါတယ်။ချောက်ဖြူအထူးစီးပွားရေးဆောင်မှာစက်မှုပန်းချန်တဲ့အစဉ်မြဲအရာတွေလေးပေါင်းဝင်ဖို့စီစဉ်ထားပါတယ်။စစ်တပ်အနာမသိခင် NLD အစိုးရလက်ထက်ကကြွေမီပြန်ဆက်နေပါမလားဆိုတဲ့စိုးရိမ်မှုတွေရှိခဲ့တဲ့အတွက် စာချုပ်ကိုထွန်းဆန်းစုကြည်နဲ့မစ္စတာရှန်တန်လေးတို့ကပြောင်းလဲရှုပ်ဆိုခဲ့ပါတယ်။တရုတ်ကဒါကိုလက်ခံခဲ့ရပြီးကနအိုးဒေါ်လာ9.2ဘီလီယံကနေ7.9ဘီလီယံထိရှော့ရှာပေးခဲ့ရပါတယ်။တရုတ်ရဲ့ကြွေးမြေထောင်ချောင်းတွေကနေလွှတ်ဖို့အတွက် NLD ဆိုရာကြိုးပမ်းမှုဖြစ်ပါတယ်။ ဒုတိယပို့ချုပ်ကြီးသူတက်ဖြတ်ခံရခြင်းပြီးခဲ့တဲ့တနင်္လာနေ့ကပို့ချုပ်မှုကြီးဂျုံမျိုးအောင်ဟာသူ့ရဲ့လုံခြုံရေးအစွမ်းတကာပို့ကြီးသူနဲ့အတူတက်ပွဲမှာတည်ဆုံခဲ့ပါတယ်ဒီတည်ဆုံမှုကိုသူတို့မိသားစုကလည်းအွန်လိုင်းမှာနိုင်ရေးပိစာထုတ်ပြီးအတည်ပြုခဲ့ကြပါတယ်ပို့မှုချုပ်ဂျုံမျိုးအောင်ရဲ့ရုပ်အလောင်းကိုအင်္ဂါနေ့ကအထူးလျိန်နဲ့ရန်ကုန်ကိုတည်လာပြီးခြားသားပရိနေမှာမင်္ဂလာတုံးစစ်တုတ်တန်မှာမိသားကြိုခဲ့ပါတယ်ဒီတရင်ဘက်အတွင်မှာတက်ပွဲတွေကပုံပေါ်ပြန့်ထန်လာခဲ့ပါတယ်စစ်ကောင်စီကအေး တိမ်ပိတ်ထားတဲ့နေရာတွေကိုတည်ချောင်းတက်ခတ်မှုတွေပြုလုပ်လာတာနဲ့အမျှတိတ်ပွေးအခြေအနေဟာပုံမပြင်းထန်လာခဲ့တာပါရခိုင်ရတက်တမ်ပိုတွေကလည်းစိတ်ကန်းအနီးကြောက်ယူနာကအေးအေးရှိမဲ့နေရာတွေကိုပိတ်ခတ်နေပါတယ်ဒါပေမဲ့ရခိုင်ဒေသခံတွေရဲ့ပြောကြားချက်အရတိတ်ပွေးတွေမြို့အနီးနာကိုပိုရွှန်းလာတာနဲ့အမျှစစ်ကောင်စီရဲ့အုပ်ချုပ်ရေးမှုတွေဟာကြောက်ယူကနေထွက်ခွာနေကြပြီလို့ဆိုပါတယ် အေအေလက်ထေမြို့မကြသွားဖို့တိုက်ခိုက်နေရပေမဲ့စစ်ကောင်စီတပ်ဟာတိုက်ခိုက်လို့စိတ်မရှိတော့ပဲစိတ်တက်ပြပြလာနေကြပါတယ်။ဒါပေမဲ့စစ်ကောင်စီတပ်ဟာလေကြောင်းရောရေကြောင်းကပါစစ်အင်အားဖြစ်တဲ့မှုတွေကိုစစ်လက်လုံဆောင်နေစေဖြစ်ပါတယ်။တက်တုံများနေကွန်စစ်စိအာရကတပ်တော်အေဟာ2023ခုနှစ်အော်တိုဘာလကစစ်ကောင်စီကိုပြင်းပြထန်ထန်ထုတ်စစ်ဆင်ခဲ့တဲ့ညီတော်မဟာမိတ်တုံ့ပြန်တဲ့ကတပ်ဖွဲ့ဖြစ်ပါတယ်။အဲ့ဒီအဖွဲ့ကအချိန်ကစပြီး မြို့တွေတမြို့ပြီးတမြို့တက်ခိုက်တင်ပိုက်လာခဲ့တာအခုဆိုရင်အေဟာရောက်ခိုင်ပြည်နယ်ရဲ့မြို့နယ်၁၆မြို့နယ်နဲ့၁၆မြို့နယ်နဲ့ရှင်းပြည်နယ်တောင်ပိုင်းကဘလဝမြို့နယ်ကိုတင်ပိုက်ထားပြီးဖြစ်ပါတယ်ဒီလနဲ့ကိုင်းအဖွဲ့ဟာအိန္ဒိယရဲ့ကလတန်ဘက်ဆုံ၃ဒေယူကိုဆောင်ရေးစီမံခန့်ရှိရာအချက်ချန်ထားတဲ့ရောက်ခိုင်ပြည်နယ်မြို့တို့စစ်တွေကိုဆက်လက်တိုက်ခိုက်ဖို့အထိကြိုးစားနေစေဖြစ်ပါတယ်စစ်တွေမြို့ကိုဥတီတဲ့နှံအချို့ကိုအေကတင်ပိုက်ထားပြီးဖြစ်ပေမဲ့စစ်တွေမြို့ကိုအလုံးရင်းနဲ့တိုက်ခိုက်နေခြင်းတော့မရှိသေးပါဘူး ြီးခဲ့တဲ့ Red Velvet တွေအတွင်းမှာအေးဟာ Rock and Roll မှာကိုဖြတ်ပြီးမြန်မာပြည်မှာစီတယ်မကွယ်ပကုန်းနဲ့အယောင်ဒီတိုင်းဒေသတွေအထိသူတို့ရဲ့စီရေးတွေကိုရှစ်ထွန်းလာခဲ့ပါတယ်။ Rock and Roll ကတတင်းချင်းမြစ်တွေရဲ့အဆိုအရအေးဟာစစ်တွေနဲ့ကြောင်ဖြူနှစ်နေရာစလုံးကိုတပင်းကြီးတက်ခတ်နေဖို့ခက်ခဲပါလိမ့်မယ်။ဘာလို့လဲဆိုတော့ဒီနေရာတွေကိုစစ်ကောင်စီတပ်ကအခိုင်အမာတပ်ဆွေးထားတယ်လို့စစ်ကောင်စီရေတပ်ထိန်းချုပ်ထားတဲ့ပင်လေရေချောင်းကနေလေစစ်ကောင်စီ တက်ကိုထောက်ပံ့မှုတွေပေးနေတာကြောင့်ဖြစ်ပါတယ်။ကြောင့်ဖြူတာကြာသွားခဲ့ရင်အကြီးရွယ်အေဟာတရုတ်စီးပွားရေးဆုံအထူးစီးပွားရေးဆုံအစီအစဲအပါဝင်ကြောင့်ဖြူကိုတင်ပိုက်နေခဲ့ရင်ချုပ်ထွေးတဲ့နောက်ဆက်တွဲအခြေအနေတွေနဲ့ကျဉ်းဆိုင်နိုင်ခြင်းရင်ဆိုင်ရနိုင်ခြင်းရှိပါတယ်။တပ်ဖွဲ့တွေမှာတရုတ်လက်နက်ကင်တပ်ဖွဲ့တွေတည်ဆုံသွားခဲ့ရင်အေဟာတရုတ်ဆိုရရဲ့အမေတို့တာကိုရင်ဆိုင်ကြပါလိမ့်မယ်။အေတပ်ဖွဲ့ဝင်တွေကတရုတ်လုံခြုံရေးတပ်ဖွဲ့တွေကို တက်ပွေးအတွင်စစ်တုံးပံအဖြစ်ဖန်ဆီးခဲ့ရဲတရုတ်ဆိုရရဲ့ရှင်းရှင်းပြန်လည်ပြပါဆိုတဲ့ PR ကိုရင်ဆိုင်ရနိုင်ပါတယ်ဒီဆုံးဖြတ်ချက်ဟာအေကောင်းဆောင်တွေအတွက်လေကူမာတော့မဟုတ်ပါဘူးပါလို့လေးဆိုတော့ဖန်ဆီးရမယ်တဲ့တရုတ်တက်ပွေးဝင်တွေကိုလေစစ်တုံးပံ PP စစ်ကောင်စီတက်အကျဉ်းသားတွေနေတူဆက်ဆံကြရမယ်အဖြစ်ကြောင့်ပါပဲမြန်မာစစ်တပ်ရဲ့အရှိမြောင်တိုင်းစစ်ဌာနချုပ်ရှိရာလမ်းကြောင်းမျိုးကို ထောက်လိုင်းရေးအဖွဲ့တွေတင်ပေးပြီးတဲ့နောက် MNDA အဖွဲ့ကောင်ဆောင်ဖုန်တန်ရှင်ကိုတရုတ်ထောက်လိုင်းရေးအဖွဲ့တွေကပြန်ပေးဆွေးတွေဆိုတဲ့သတင်းတွေလေးချေချေပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်တရုတ်ဟာဒီလိုနည်းနဲ့မြန်မာအရင်မှာဝေရောက်ဆွတ်ဖက်ခဲ့ပါတယ်။ MNDAA ဘက်ကအပြစ်ရစီရင်တဲ့နောက်ချုပ်ကိုစစ်ကောင်စီထံပြန်လည်ပေးရဖို့တပုတ်တူပြီးမှသာဖုန်တာရှင်ကိုပြန်လှည့်ပေးကြတာဖြစ်ပါတယ်။တရုတ်အစိုးရဟာတအောင်မျိုးသားလွန်မျိုးရေးတပ်မတော် TNLA ကိုလည်း သူတို့တိုက်ခိုက်သင်ပိုက်ထားတဲ့ဒေဘောကြောင့်မင်းမျိုးနှမျိုးကိုစစ်ကောင်စီတပ်ကြံလေး PFO ဖိအားပေးနေတယ်လို့သိရပါတယ်။စစ်ကောင်စီကတော့ဗဏ္ဍမျိုးမျိုးဖြစ်တဲ့မိုးကုတ်အပါဝင်တရအန်လေးသင်ပိုက်ထားတဲ့မျိုးငါမျိုးကိုပြန်လေး PFO တောင်းဆိုနေတာပါ။တရုတ်ဆိုရဟာယူနန်ပြည်နယ်အနိမာလှုပ်ရှားနေတဲ့ကိုကန်အဖွဲ့ MNDAA လား AEBO ဥစ္စာနာမမှုမရှိနိုင်ပါဘူး။ဒါပေမဲ့ AE ကတရုတ်ရဲ့အိန္ဒိယနိုင်ငံစလုံးကိုရခိုင်ဒေသစီးပွားရေးအကျိုးစီးပွားအတွက် အကျိုးရှိရမယ်ဆိုရင်နိုင်ငံခြားယင်းနှိမ့်နှံ့မှုတွေကိုကျူးကျော်လက်ခံကြောင်းအချက်ပြန်ထားပြီးသားဖြစ်ပါတယ် ။အင်းဟာပြည်ပကံတန်ခံရတဲ့ရခိုင်ပြည်မှာလူသားချင်းစာနာထားမှုဆိုင်ရာဖိအန်တရေးတွေမဖြစ်အောင်ခုနကောလာသမဂ္ဂနဲ့အနောက်နိုင်ငံတွေစီကအစမ်းစာနဲ့ဆေးဝါးအများပြားရရှိဖို့ဆရာထက်သန်နေပါတယ်။ပင်လာဒေ့စ်စစ်တပ်ကလည်းရခိုင်ပြည်နယ်ကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆင်ခြင်ဖွင့်လှစ်ဖို့ညှဉ်းဆန်းနေတာကြောင့်အေဟာပြည်နယ်ရဲ့အတိတ်ကစိတ်ကံနှစ်ခုစလုံးမဟောင်းရင်တော့အနည်းဆုံးတစ်ခုကိုထိန်းချုပ်ဖို့လိုအပ်နေပါတယ်။ဒီဘော်တရုတ်နိုင်ငံကဘလို့တုတ်ပြန်မလဲဆိုတာကလည်းချက်ချင်းလည်းမသိရသေးပါဘူး။တရုတ်နိုင်ငံဟာ 1989ခုနှစ်ကဗီယက်နမ်ကိုစစ်ရေးအရကျူးကျော်ခဲ့ပုသလိုအိန္ဒိယနဲ့1962တုန်းကတချိန်ဆိုဗီယက်ယူနီယံနဲ့1960ခုတုန်းကတချိန်နေဆက်ရေးအရထိတွေ့တွေ့တွေဖြစ်ခဲ့ဖို့ပါတယ်ဒါပေမဲ့အခုမြန်မာအခြေလိုမျိုးအင်းနီရှင်းနိုင်ငံတစ်ခုရဲ့ပြည်တွင်းစစ်မှာတရိပ်ပါဝင်ပတ်သက်တာကတော့ပထမဆုံးအချိန်ဖြစ်ပုံရပါတယ်လို့ဆောင်းပါခြင်းကဆိုထားပါတယ်ဟုတ်ကဲ့ပါခင်ဗျာဆူဗီယာဖော်မက်စ်ရဲ့ဆောင်းပါဖြစ်ပါတယ်နောက်ဆက်ပြီးကြတဲ့ အရခပြည်သူပြည်သားများနဲ့တော့မြန်မာပြည်သူပြည်သားများအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်အားလုံးသိခင်ကျမ်းမာကြပါစေခင်ဗျာ